ယဟန်နာကျော်ကျေးဇူးရှင်စားတောင်ဆရာတော်ဘုရားကြီးမိန့်ကြားခဲ့တဲ့ဩဝါဒ25ချက်အကြောင်းပြောခြင်းနဲ့ဗျဒီဩဝါဒ25ချက်ကိုတကယ်ကိုလေးစားလိုက်လာပြီးတော့ကြင်ကြံအားထုတ်ရင်မိတ်ဆွေဟာတရားအစဉ်တန်းတစ်ခုထီတော့မိမိရဲ့တမာတိဉာဏ်ပညာအရရမှာဖြစ်ပါလေပါရမီကြီးသူကတော့ပါရမီကြီးသလောက်ရမှာပေါ့ဗျာစားတော်ဆရာတော်ဘုရားကြီးဟာ တတ်တော်ငယ်ရွယ်30ကျော်နဲ့ယဟန်နာလို့ကြောကြားခဲ့တဲ့ ပုဂ္ဂိုလ်သူကြီးဖြစ်ပါလေအမှန်တကယ်လည်းယဟန်နာကြီးဖြစ်ပါလေဆရာတော်ဘုရားကြီးကဘလို့မိတ်လဲဆိုတော့နံပါတ်1ချဲ့တဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ပါစေတဲ့တရားကတော့အာထုရမှာပဲတဲ့ဆင်းရဲသူလည်းအာထုရမယ်ချမ်းသာသူလည်းအာထုရမယ်အာထုခွင့်ကြုံတော့အာထုကြသဒ္ဒနာပပြီဆိုရင်ဝိပဿနာနဲ့တွေ့ရမှာမဟုတ်ဘူးဒီတော့ပုံနစ်နာလေတဲ့ နံပါတ်၄ချက်ကတရားအထုတ်ဖို့တော့မအားဘူးမအားဘူးလို့ပြောတယ်။တည်ခြင်းကြလာရင်မတည်ခြင်းဘူးလို့ပြောလို့ရတာမဟုတ်ဘူး။မအားဘူးလို့ပြောလို့ရတာမဟုတ်ဘူး။ဒါကိုအထူးသတိထားပါလေ။နံပါတ်၃ချက်တရားအထုတ်လေဆိုတာအားနဲ့မယ်နဲ့အထုတ်ရတယ်။မတည်ချာမရရတဲ့အလုပ်တွေတောင်မှဟုတ်နုံနုံတော်နုံနုံနဲ့သက်စွန်ဆန်ဖြာလုပ်နေရတယ်။တည်ချာရရတဲ့အလုပ်ဘာမလုပ်ရဲစရာရှိမလဲ။စင်းရဲတဘောပါ တဘွားတော်မှာခဏလေးပါနံပါတ်၄ချက်ကထီတန်းချီတန်းသိနေပါစေတဲ့ကိလေသာရှားမခိုးစေနဲ့တဲ့နံပါတ်၅ချက်တရားအထုတ်လေဆိုတာထမင်းစားသလိုပဲမစားလဲစားစားလဲစားစားကောင်းလိမ့်မယ်ထင်မယ်တကယ်စားတော့မြင်ကျင်မမိနာမကောင်းဘူးထင်မယ်တကယ်စားတော့လဲစားကောင်းတတ်တယ်ဒီတော့အာမထုတ်ခြင်းလဲထုတ်အာထုတ်ခြင်းလဲထုတ်ထုတ်ကိုထုတ်ကမှာပါ နံပါတ်6ချက်ကဝိပဿနာတရားအားထုတ်ရတာအလွန်ကောင်းပါလေအဝတ်လဲပြောင်းစရာမလိုဘူးကိုယ်လဲအောင်စရာမလိုဘူးပုထုဇဉ်ဇေယျမူပြောင်းဖို့တော့လိုတယ်တဲ့နံပါတ်9ချက်ကိုယ်ခန္ဓာကိုရှုသူများအပြစ်တွားရှုမနေနဲ့သူများအပြစ်တွားရှုတော့အမှုပွေတာပေါ့နံပါတ်6ချက်မိမိခန္ဓာကဖြစ်ပေါ်နေတဲ့ဝေဒနာကိုသိခံရှုမနိုင်မှာ ဝန်းကျင်လောကဒဏ်ကိုလည်းခံနိုင်ရရှိမယ်တဲ့နံပါတ်9ချက်တရားအားထုတ်တဲ့အခါကိလေသာရှားမခေါ်အောင်နှာသီးဝါလေးကို ထိတိုင်းထိတိုင်းသိနေပါစေတဲ့ထိတဲ့အပေါ်သတိထားတဲ့သတိထားရင်တရားမြင်မယ်သတိမထားရင်တော့အမှားဝင်မယ်တဲ့နံပါတ်10အရိယာသူတော်ကောင်းလို့ဆိုတာယုတ်နံတရားဒီသုံးခုနဲ့ပဲဖော်ပြနေတာပါလေသူတို့မှပြင်းနေဆိုတာမရှိဘူးနံပါတ်7 လူသားတို့ခေါ်နတ်သားတို့ခေါ်တော့နဲ့ကျင်နဲ့တင်းတိမ်မနေပါနဲ့တဲ့ဖရာယဟနာအရိယာသူတော်ကောင်းတွေချီးမွမ်းတဲ့အထိအားထုတ်ပါတဲ့နံပါတ်၁ပထမတော့တရားကိုလူအားဥဆောင်တယ်နောက်တော့တရားကလူကိုဥဆောင်တယ်တဲ့အဲ့ဒီအချိန်မှာလူကတရားနောက်ကိုလိုက်ဖို့လိုတယ်တဲ့နံပါတ်၃ချက်ခန္ဓာကတော့သူ့တရားသူ့ပြနေတာလောဘဒေါသမောဟဖုံးနေတော့ ဘာမှမသိလိုက်ရဘူး။နံပါတ်၁၄အာကိုမမားစီနေမိမိကိုကိုမိမိအာကိုရမယ်တဲ့။နံပါတ်၅ဘာမဆို တွင်းကအေးနေအောင်လုပ်ရတယ်။အပြင်ကဘလောက်ကိုကိုအတွင်းကအေးနေတော့အေးတာပဲ။အပြင်ကဘလောက်ပြီးအေးအတွင်းကပူလောင်နေတော့ပူလောင်နေလိမ့်မယ်။အဲ့ဒီအပူကမျက်နှာမှာပေါ်နေလိမ့်မယ်။နံပါတ်6တရားနှစ်အိပ်ဆက်ခြင်းတရားနှစ်လို့ထားခြင်းတရားနှစ်မွေးလျှော်ခြင်းဒါဟာ အပမာဒတရားပဲနံပါတ်6လောကီချမ်းသာကတဘောစာတနစာပဲလောကုတ်တရားချမ်းသာမှာတသံတရားလုံးဤတာတဲ့တဘောတနစာမလုံးနဲ့တသံတရားလုံးစာလုံးတဲ့နံပါတ်7မကောင်းတာလောက်တာသာကြောက်ရမှာတဲ့ကောင်းတာလောက်တာကြောက်เสียမလို့ဘူးတဲ့မကောင်းတာတော့ရဲရဲလောက်ရရင်ကောင်းတာလောက်တာအားမလို့ရဲเสียရှိမလဲတဲ့ နံပါတ်6မဟုတ်လဲသိခံဟုတ်လဲသိခံရမှာပဲခံရမိတူတော့အခုခလေးကခံလိုက်တော့သံသရာပြတ်တာပေါ့လေနံပါတ်20လောဘဒေါသမောဟကင်အောင်ပြုတ်အောင်လုပ်ကြတယ်ဖြစ်အောင်လဲမလုပ်နဲ့ပြတ်အောင်လဲမလုပ်နဲ့ဖြစ်တာပြတ်တာအမြဲတည်နေပါလိမ့်တယ်ဖြစ်အောင်လုပ်တာလောဘပြတ်အောင်လုပ်တာဒေါသဖြစ်တာပြတ်တာမတိတာမောဟလေနံပါတ်21 စိတ်ကဖျက်လို့ပြတ်တာမဟုတ်ဘူးတရားကဖျက်မှာပြတ်တာတရားရှိအောင်အားထုတ်တယ်တရားရှိတော့တရားကပဲဖျက်ပြီးတယ်ပြတ်ပြီးတယ်ပယ်ပြီးတယ်နံပါတ်22အမျက်ကမရှုံးစီလဲအရှုံးကသာမြတ်ပါစေအာကုတ္တကသာကုတ္တဖြစ်ပါစေကုတ္တကအာကုတ္တမဖြစ်စီနဲ့တဲ့လက်ထက်သုံးကပုရုဇဉ်တွေမကောင်းတာလောက်တာများအဆန်းလုံးနေနေတယ် အခုလဲမကောင်းတာလုပ်တော့နောင်လဲမကောင်းတာလုပ်တယ်ဥမာပဲသူတို့မကောင်းတာ ਨੇ ကိုနဲ့ပါဆိုင်လေကိုတရားကိုရှုဖို့အရေးကြီးတယ်နံပါတ်24ဖျားစကားနားလဲအောင်လုပ်တရားစကားနားလဲအောင်လုပ်လောကစကားတွေအားလုံးနားလဲနေမယ်နံပါတ်25လိမ္မာမဖို့ရတူတူရလူကြောင့်နဲ့စူလုံးခဲ့တာလည်းများလာပြီဝိဇာညာမပါဓမ္မတာကောင်းမှုအာညောင်းရွယ်မောဖတ်တင်မယ်တဲ့ ဒါနပြုပြီးခါကတောက်လဲငါကောင်းခြင်းမူခုခံနေတယ်ငါတလုံးပဲမှကွဲကပေးမှအလုံးမနေနိဗ္ဗာန်မြင်မယ်တဲ့စားတော်ပြဆရာတော်ဘုရားကြီးကပြပြတတတူတူထိထိအဲ့ဒီလိုမျိုးတတိပေးစကားပြောခဲ့ပါတယ်စားတော်ဆရာတော်ဘုရားနဲ့ပတ်သက်ပြီးတော့ဒီထူးခြားတဲ့ဖြစ်စဉ်တွေပြောခြင်းလည်းပြပါထောင်ကိုဆရာတော်ဟာရန်ကုန်မင်္ဂလာတော်စစ်စည်းဦးညီမှာနှလုံးသွေးကြောခြင်းလို့ခွဲစိတ်ကုသပြီးခြင်းမှာ တပိတ်တာဝကားတွေဟာဆရာတွေကိုပြုစုရင်အမြဲနေကပိယနဲ့တူလက်ကြကပိယလောက်ခဲ့ကြပါတယ်။ဆရာတော်ဟာပင်မသွေးကြောကြီးသုံးကြောကိုခွဲစေဖို့အဲ့ဒီတုန်းကဒုတိယဘုဒ္ဓကြီးခင်ညွန်ကပင်ဖိတ်လျှောက်တာလို့စင်ကာပူကဆရာဝန်ကြီးတွေနဲ့တူပူပေါင်းခွဲစေအောင်မြင်ခဲ့ခြင်းဟာမြန်မာနိုင်ငံမှာပထမဆုံးသမိုင်းမှတ်တမ်းပါ။ဆရာတော်ဟာဆေးဥမာနာနေခိုင်တပိတ်တာဝကားတွေဟာအုပ်စုလေးတွေဖွဲ့အနေနဲ့ရက်ကနေမရရအောင်လာပြီးတော့ပြည့်စုံကြပါလိမ့်။ ဟိုးအောက်ပြီးအောက်ရွာပါတယ်တော့အထပ်မှာပြပါတယ်တွေလည်းရှိပါတယ်၃ရက်၄ရက်လောက်ဆိုနေရက်ကိုပြန်ကြပါတယ်အဲ့ဒီတော့မန္တလေးကလာတဲ့ကိုဇော်သိရင်ကိုစိန်မောင်ရဲ့၃လသားရွာသားရှိတဲ့ဦးစိန်မောင်တမီနဲ့ဇနီးလည်းပါပါတယ်ညဘက်မှာကိုဇော်သိကိုအောင်ထွန်းခိုင်ဒါဆိုကလေးငယ်ကိုဆရာတော်ချေးမှာထိထားရင်ဆရာတော်ကျမရဲ့အကြောင်းဦးစိန်မောင်ကရှောက်ထားပါလေအဲ့ဒီလိုရှောက်ထားရင်ဒုတိယဘုဇူကြီးခင်ညွန့်ကဆိုင်းမစင်ပုံမစင် ရောက်လာပါတယ်။ဒါနဲ့ပဲဘီနာကကပိယာတွေကနေရာရွှေ့ပေးတာပေါ့။ကိုဇော်သိန်းဟာဆေးရုံမှာတယောက်တည်းလေးရကြပါတယ်။ဆရာတော်အနားယူတဲ့ချိန်မှာဆိုပတ်ဝန်းကျင်ခန်းတွေကိုလက်ပတ်ကြည့်ပါတယ်။ဆရာတော်နဲ့ခန်းကလေးကမှန်ကန်တဲ့မှာကိုရင်လေးတစ်ပါးဂရင်ပေါ်မှာကျင်းနေတယ်။နှစ်ရမြောင်းနေ့မှာမြမန်းတမ်းမိတဲ့အစခန်းဆောင်ကိုမိတယ်။ကိုရင်လေးဘာယောဂါဖြစ်တာလဲဗျ။ကိုမားလို့တော့ပြောတာပဲ။ကြာပြီးဂရင်ပေါ်မှာနှစ်လလောက်ရှိပြီ။ ။အော်ဟုတ်လားစိတ်မကောင်းဘူးဗျာဒီလိုလုပ်ပြကျွန်တော်ကြံပေးမယ်။ဒီခန်းနဲ့ကက်လျက်ကစားတော်ဆရာတော်ကြီးဗျသတင်းသုံးနေတာဆူတောင်းမှာဖြစ်တယ်။အော်ဟုတ်ကဲ့ကျေးဇူးပါဗျာ။ကိုစော်သိန်းပြောတဲ့နေမှာပဲလူနာရှင်ဟာဆူတောင်းပါလေ။နောက်တော့စားတော်ဆရာတော်ကြီးကိုတွားရောက်ဖုံပြပါလေ။ဆရာတော်ကြီးဟာကိုတော်လေးကိုတစ်ချက်ကြည့်နေမျက်စိမေးလိုက်ပါလေ။ကိုကြီးလေးကနောင်နေမနက်ကစားပြီးခြေလက်တွေစလှုပ်လာပါတယ်။ညနေပိုင်းလုံးမှာစားထိုင်လာပါတယ်။ နောက်ရက်ဒီမှာတော့ကိုရင်လေးမိပါတွေကကိုရင်လေးကိုဖေးမှရင်ဆရာတော်ကတော့ခိုင်းတယ်ဆိုပါတယ်1996ဒီဇင်ဘာ24ညနေပိုင်းတော့မှာအမြဲနေကပီးရတွေမရှိခိုက်ဆိုပေမဲ့ကိုအောင်ထွန်းခိုင်သာဆရာတော်အနားမှာတယောက်တည်းရှိပါတယ်ဆရာတော်ဟာကိုအောင်ထွန်းခိုင်ကိုမိန့်ရှိပါတယ်အောင်ထွန်းခိုင်လေခင်ဗျာမင်းဘုံကွက်တန်ကြာလာပါတယ်ဟာမချမ်းပါဘူးဗျာဘုံကွက်တန်ကြာရင်လူတွေကဘယ်နေရဘယ်နေရဖြစ်မှာပြောကြမှာဗျာဆရာတော်ကဘာမှစမမိတ်ပဲ တိတိစိတ်ပဲတည်နေတော့ပါလေဒီဇင်ဘာ25ရက်နေ့မှာကိုဇော်သိန်းဟာမနေ့ဆော့ဆော့စီစီရှူးစမှုနဲ့ဆရာတော်ကတော့နေပါလေဆရာတော်ကကိုဇော်သိန်းကိုကြည့်ပြီးပြိမ့်ပါလေဘယ်တော့မလို့တော့ကတပည့်တော်ကဘာကြီးကိုမီကမဟာပါဒနာလှန်ကူမှာရှိတဲ့တရုတ်ပြည်ကကြွားလာတယ်ဆွေတော်မြတ်ကိုသွားဖူးမလို့ခင်ဗျာဒီနေ့လာပြင်းနေကွာလူရှုပ်ဝါရှုံနေမင်းနောက်နေမှာပို့ပါအာဒီနေ့တွင်းမှုနဲ့ ုဘူချုပ်ကြီးတင်ဦးနဲ့လာဖူးမယ်ဆိုတော့တွေ့ဘူးမြင်ဘူးရတာပါဗျာညနေဆိုတပီတော်ကမန္တလေးပြန်တော့မှာကိုစိန်မောင်ကြီးနဲ့လည်းဘူတာမှာချိန်ထားတယ်ဗျာဆရာတော်ဟာတစ်ချက်ကြည့်ပြီးဘာမှပြန်မမိန်တော့ပဲတစ်တစိတ်တင်းတင်းတော့ပါလေကိုစောသိန်းဆွဲတော်သွားခုပြန်လာအတွင်းမှုနဲ့လဲဆွဲတော်အရောက်ဂိုက်နေရတော့သွားမယ်ထင်တယ်ပန်းကျင်တွေကလည်းဘုံထောက်ပွဲပါလေကိုစောသိန်းကဆရာတော်ရှိရကိုအပြေးရပြန်လာပါလေ ဆရာတော်တရင်300ခန်းနဲ့မွေခင်ကိုအောင်ထုံးဟန်လဲဆုံးပါလေကိုစောစိတ်မရပြန်လာလေဗျာတော်ပါဗျာဆွေတော်သွားခုကဘုံခွဲလို့ကံကောင်းလို့မသိတယ်ကျုပ်လည်းကျုပ်ပဲဆရာတော်တားနေချာသွားတာ ਉਹ ဩဒါကြောင့်မနေ့ကဆရာတော်ကျုပ်ကုန်မယ်နေဝင်းဘုံခွဲနဲ့ကြားလာဆိုတော့ဒါပဲနေပါနှစ်ယောက်သားတိတ်ဆိတ်သွားပါလေဆရာတော်နဲ့ဝင်ရောက်လာတဲ့ကဆရာတော်ဟာပြုံးနေပါလေဒီပြုံးကတော့မင်းကပြောသားပဲဆိုတော့ပုံပြုံးမဖြစ်ပါလေ စားတော်ဆရာတော်ဖျားကြီးနဲ့ပတ်သက်ပြီးအံ့ဖွယ်ဖြစ်များကြောင်းတင်ဆက်ပေးတာပါနောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ